ဘာလို့မလုံသိရမှာလဲမြေကျောင်းတဲ့ကို ပူဇော်တာလေမလုံသိတဲ့အကြောင်းကိုပြောပြပါဦးနဲ့ပြောပြမယ်အဓိကနဲ့တာမင်ကြောင့်အရင်ဆုံးခွဲလိုက်ဘာလို့မလုံသိရမှာလဲမြေကျောင်းတဲ့ကိုပူဇော်တာလေမလုံသိတဲ့အကြောင်းကိုပြောပြပါဦးနဲ့ ပြောပြမယ်အဓိကနဲ့တာမင်ကြောင့်အရင်ဆုံးခွဲလိုက်ဒီအချိန်မှာမြင်းငလင်လှုပ်လို့မင်းတို့အာကိုနေတဲ့မြေဆောင်တက်ကသူ့အတူဘယ်လိုထွက်ပြေးလို့ထွက်ပြေးရမှန်းမသိဘူးအဲ့ဒါကိုဘလို့အာကိုဘာလို့အာကိုချင်းနေရလဲအဓိကနဲ့တာမင်ကြောင့်အရင်ဆုံးနားလဲထားပါနော်လက်ထဲမှာဆွေအိုးကြီးရောက်လာတာကို အဲ့ဒီဆွေအိုးကြီးကိုလှုတ်ချပြီးတော့ခြေခွက်ကိုယူလိုက်သလိုပဲဗုဒ္ဓမြတ်စွာဘုရားသာသနာနဲ့ကြုံလာပြီးလည်းဖြစ်တယ်အဓိကဖြစ်တဲ့ဖះကိုအားကိုးရမှာအလေးထားရမှာကိုမလုပ်ပဲနဲ့ဘာမှမဟုတ်တဲ့အသေးမွှားလေးတွေတွားပြီးအားကိုးနေတယ်အဓိကပြောချင်တာအဲ့ဒါမိဇောနဲ့ကို ပူဇော်တာတော့ဟုတ်ပါပြီအဲ့ဒါကိုတော့ ပူဇာစားပူဇာနေရနံဆိုတာနဲ့ချိန်ထိုးကြည့်မယ်အဲ့ဒီပူဇော်တင်ပူဇော်ထိုက်တဲ့တည်းမှာအဲ့ဒီ net တွေမပါဘူးဗျဘလိုလိုတွေပူဇော်ရမယ်ဆိုရင်တီလာရှိတဲ့သူတော်ကောင်းတွေနော်ကိုယ့်ရဲ့မိဘတွေဆရာသမားတွေဒါပဲထည့်ရတာအဲ့ဒီ net တွေပါလေဆိုတော့ပူဇော်အပ်တဲ့နေရာထဲမှာမပါဘူးအားလုံးနားလဲပါနောက်တစ်ခုပြောမယ် ဒီ net တွေကိုဒီလိုမျိုးကိုးကွယ်လို့ပူဇော်လို့တရဏဂုံပြတ်နိုင်လားမပြတ်နိုင်လားဆိုတာပြောမယ်တရဏဂုံပြတ်ခြင်းအကြောင်းနှစ်ပါးထဲမှာတာဝဇဗေဒအနာဝဇဗေဒနှစ်ပါးရှိတယ်တာဝဇဗေဒဆိုတာဖျားမတပါကြံတဲ့ net တွေဘိုးတော်တွေအစစစ်တွေပြအဲ့လိုဟာတွေကိုကိုကတကယ်ယုံကြည်ပြီးတော့ကိုးကွယ်တဲ့အနေနဲ့စစ်ကမဲ့ပူဇော်မယ်ဆိုရင်ဒါတရဏဂုံပြတ်တယ် ဲ့ဒါတာဝဇဗေဒတရဏဂုံပြက်ခြင်းအနာဝဇဗေဒဆိုတာတည်သွားတဲ့အခါမှာတရဏဂုံပြက်တာနော်လူတည်တယောက်လူတည်သွားတဲ့သူတယောက်ကတရဏဂုံဘလို့မှမတည်နိုင်တော့အဲ့ဒါကြောင့်မတည်သွားတဲ့အခါလဲတရဏဂုံပြက်တယ်နှစ်ပါအဲ့ပရမတာဝဇဗေဒတရဏဂုံပြက်တာကအပြစ်ရှိတယ်တည်သွားလို့တရဏဂုံပြက်တဲ့အနာဝဇဗေဒဆိုတာအပြစ်မရှိဘူးနော် နောက်တစ်ခုထပ်ပြောရရင်တရဏဂုံညှိုးနှမ်းကြောင်းတရား၃ပါးကိုထပ်ပြောမယ်။နံပါတ်၁ယရဏ၃ပါးဂုံကျေးဇူးတို့ကိုမတိတက်ခြင်းနဲ့မေ့နေခြင်း။နံပါတ်၂ယရဏ၃ပါးတို့၌ယုံမှမှုဖြစ်ခြင်း။နံပါတ်၃ယရဏ၃ပါးဂုံကျေးဇူးတို့ကိုဂုံဟုဂုံမဟုတ်ဟုကြံစီခြင်းဖြင့်မှားရင်စွာတုံးတက်ခြင်းတိမ်စီခြင်းနဲ့အခုတော့အချိန်မျိုးမှာတကယ် အာကိုအားထားတဲ့အာကိုအားထားရမယ့်ယရနာသုံးပါးကို မေးနေကြပြီးတော့အေးဘာမဟုတ်တဲ့နတ်တွေကိုဘာတွေဘိုးတော်တွေတွားပြီးတော့ယုံကြည်နေမယ်ဆိုရင်ဒါယရနာသုံးပါးရဲ့ခုံကျေးဇူးကိုမတိတက်ရရောက်တယ်မေးနေရရောက်တယ်အဲ့ဒါတရဏဂုံညှဉ်းနှွမ်းကြောင်းဖြစ်ပါတယ်တေသွားလို့ရှိရင်တရဏဂုံမတိတဲ့သူကဒါအပယ်လားနိုင်တယ်နော် အဲ့ဒီအပယ်မလားနိုင်တဲ့ကုသိုလ်တွေထဲမှာတရဏဂုံ၃ပါးတည်ခြင်း၅ပါးသီလမြဲခြင်းဒါတွေပါတယ်အဓိကလောက်ရမယ့်ဟာကိုလောက်ပါဘာမဟုတ်တာတွေအဓိကထားပြီးလုံးမနေနဲ့အဓိကနဲ့တာမင်ညာကို꿰ပါစေအမြတ်ဆုံးဖြစ်တဲ့ဒီရဏ၃ပါးကိုယုံကြည်နေရပြီလေကျန်တာဘာတွေလို့တွေလို့လဲ ခုနပြောသလိုပဲခင်ဗျားတို့ကအကြောက်တရားရင်းနဲ့အကြောက်တရားရကြီးဆိုးလာလို့ရှင်တမညာပြောစကားလဲယုံချင်းယုံတာပဲလှုပ်ချင်းလှုပ်ချလိုက်တာပဲမဖြစ်တင်တာလည်းဖြစ်ကုန်ရောနော်ခုနပြောသလိုပေါ့ကိုယ့်လက်ထဲမှာဆွေအိုးကြီးရောက်လာတာကိုအဲ့ရလာတဲ့ဆွေအိုးကြီးကိုလှုပ်ချပြီးတော့ကြေးခွက်ကြီးကိုယူလိုက်သလိုပဲ ရတနာ၃ပါးရဲ့ဂုံကျေးဇူးကို မေ့နေပြီးတော့ရတနာ၃ပါးကိုလွတ်ချပြီးတော့အဲ့ဒီရတနာ၃ပါးတဲ့အများကြီးနေတဲ့ဒီ net တွေကိုတွားပြီးတော့ယုံကြည်နေတယ်ကိုးခွဲနေလို့ရှင်အကျိုးပေးရလဲအများကြီးကွာချသွားပြီအမှတကယ်ဖြစ်လာလို့ဘေးအန္တရာယ်နဲ့ကြုံလာလို့ ခက်မသိလို့တည်သွားခင်ထားအောင်ဒီ neck ကိုကိုယ်ကွယ်ပြီးယုံကြည်ပြီးလို့တည်သွားလို့ neck ပြီးရောက်တယ်ဆိုတာကြားဘူးလားတရဏဂုံ၃မတီးပြီး၅မတီးလာမြဲပြီးတော့မှကောင်းတဲ့ဒုက္ခတိကိုရောက်တာကိုယ်ရဲ့ယုံကြည်မှုတွေကိုယ့်ရဲ့တွေးခေါ်မှုတွေကိုယ့်ရဲ့ဉာဏ်ပညာတွေဟာအချိန်ကြီးမပြည့်စေနဲ့နော်အချိန်ကြီးမဖြစ်စေနဲ့ 的牛头，旁边马龙龙也上用电。当然，我有家跑出去电，查到那爸爸那朋友，好嘛，跑出去闹屋里。当时没觉得。 Ali Buran Ungai ဒါကတော့တက္ကမလူမျိုးတွေလို့ဆိုပါတယ်တက္ကမလူမျိုးတွေကထေရဝါဒဗုဒ္ဓဘာသာဝင်ကိုအဓိကကိုးကွယ်ကြပါတယ်အခုတွေ့ရတဲ့ဘုန်းကြီးတွေကတော့ထေရဝါဒဘုန်းတော်ကြီးတွေပဲဖြစ်ပါတယ် ဥစဉ်တော့ဗုဒ္ဓဘာသာထေရဝါဒဘုန်းကြီးတွေနဲ့အဲ့လိုတက္ကမဘုန်းကြီးတွေကဘာကွာတယ်လဲဆိုရင်ရဟန်းခဏချင်းလဲတူပါတယ်မိဘခွင့်ပြုမှာအသက်20ပြည့်မှာတိန်နေဝင်ပြီးကမ္မဝါစာရုပ်ဖတ်ကြတယ်ဒါကတော့တူတယ်ဘာကွာသားလဲဆိုရင်တက္ကမဘုန်းကြီးတွေကဗုဒ္ဓစာပေကိုရုပ်ဖတ်တဲ့အခါအဲ့လိုအခါမျိုးတွေမှာဆိုရင်သူတို့ကတရောတွေကိုတီးပြီးတော့တန်စင်တွေနဲ့ရုပ်စုလေးရှိပါတယ် တန်ရှင်တွေနဲ့ရွတ်ဆိုလေးရှိတဲ့အခါမှာဒီလိုထေရဝါဒဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေအနေနဲ့ဆိုရင်ဝိနည်းအရာမှအပ်ပါဘူးလို့မြင်ပါတယ်နော်ဒါလေးကတော့ဗုဒ္ဓဘာသာရဟန်းတော်တွေထေရဝါဒရဟန်းတော်တွေနဲ့အဲ့တက္ကမဘုန်းတော်ကြီးတွေနဲ့ွာချမှုလေးပါတက္ကမဘုန်းကြီးတွေဘုန်းကြီးတွေကလည်းထေရဝါဒဘုန်းကြီးတွေပါပဲတက္ကမဆိုရဲ့ လူမျိုးနဲ့တက်ကြတာကိဝင်မျိုးတူသလားဆိုရင်တက်ကမှာလူမျိုးတွေကတော့သူတို့ကိုသူတို့တက်ကြတာကိဝင်မျိုးကနေပြီးလာတယ်လို့လက်ခံထားကြတယ်နော်ဒါပေမဲ့လို့တက်ကြတာကိဝင်မျိုးကနေပြီးလာတယ်ဆိုတော့တမိုင်းကြောင်းအရာကောစာပေအထောက်ထားအရာကောတက်တဲ့ခံမှုမရှိပါဘူးအထောက်အထားခိုင်မာမှုမရှိပါဘူးအဲ့ဒီတော့ တက်ကြတာဂေဝင် မျိုးကနေလာတယ်ဆိုတော့လက်ခံလို့မရဘူး။တုတ်ပေမဲ့လည်းတက်ကြတာဂေဝင် မျိုးဖြစ်တဲ့ဆိုတော့ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်နေတာလည်းဖြစ်တဲ့အနေနဲ့အဲ့တက္ကမလူမျိုးတွေဟာထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်တက်ကြတာဂေဝင်မျိုးလို့လည်းဆိုနိုင်ပြန်ရော။အဲ့တခုလေတော့ကွာတာပေါ့နော် တက္ကမလူမျိုးတွေရောတက္ကမဘုန်းတော်ကြီးတွေရောသူတို့ကထေရဝါဒဗုဒ္ဓဘာသာတွေစစ်စစ်တွေပဲဖြစ်ပါတယ်။ဒါမှမဟုတ်ခုနကလိုထေရဝါဒဘုန်းကြီးတွေနဲ့ကြွားချချက်ကတက္ကမဘုန်းတော်ကြီးတွေကအဲ့ဒီပရိယတ်တိတွေဗုဒ္ဓစာပေတွေကိုရွတ်ဆိုတဲ့အခါမျိုးမှာအဲ့တန်စင်တွေနဲ့ရွတ်ဆိုလေးရှိပါတယ်။ဒါကသူတို့ရဲ့မူဝါဒလေးအထ တစ်ခုလိုဖြစ်နေပါတယ်။ဦးဇင်းတို့ဗုဒ္ဓဘာသာရန်တော်ထေရဝါဒအနေနဲ့ကြည့်မယ်ဆိုရင်ဒါတန်ဇင်နဲ့ရုပ်ဆိုတာကဝိနည်းတော်အနဲ့မညီဘူးဝိနည်းတော်နဲ့မကိုက်ညီဘူးလို့ထင်မြင်မိပါတယ်နော်။ဇာနာကတော့အားလုံးတူပါတယ်